အဲ့တော့စားသောသူတွေကဘယ်မှာပဲဖြစ်ဖြစ်ညံမနေနဲ့ကျမတို့တွေဒီလိုပဲမြန်မာပြည်မှာဘယ်ကမှမသိတဲ့ MLM တွေအကုန်လုံးဟာကောင်းနေကောင်းနေကောင်းနေဆိုရင်မင်းသမီးနဲ့ကြော်ညာလိုက်ရင်ကောင်းပြီဟာသူတို့ချစ်တဲ့သူတွေကပြောလိုက်ရင်ကောင်းပြီအဲ့ဒီပါဇက်ဖျားမှာရန်လန်းဆုံးနေအဲ့တော့အရေးသွေးမမီတဲ့ skin care တွေအရေးသွေးမမီတဲ့ cosmetic တွေကိုသုံးရင်နောက်ဆက်တွဲဆိုးကျိုးကဘာဖြစ်တယ်လဲဆိုရင်အရေးပြားကင်ဆာဖြစ်တယ်။ကြောက်ကက်တွေပျက်စီးတတ်တယ် အဲ့တော့အရေးသွေးမမီတဲ့ဒီ branded တွေအသားရည်နဲ့ပတ်သက်တဲ့ branded တွေကိုသုံးနေကြရင်လူတွေအတွက်ဘလို့ anti-air ဖြစ်စီလဲဆိုအဲ့ဒီလို anti-air တွေဖြစ်စီတယ်အញ្ញမ်းကြောက်စရာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့အလွန်ကြုံမျက်နှာကိုဖြူဝင်းသွားတယ်တပတ်ထင်းနဲ့တင်းတိတ်တွေပျောက်သွားတယ်တလောင်းလေးနဲ့တင်းတိတ်တွေပျောက်သွားတယ်နာမည်ကြီးဆင်ရဝင် obstetric ဆေးခန်းတွေမှာခင်မီဆက်ပစ္စည်းတွေနဲ့ကုသရင်အောင်မှ ဒီတင်းတိတ်ဆိုတဲ့ဟာတွေကအရှင်းမပြောက်သွားဘူးဒါဆိုရင်ဒီ cosmetic တွေဒီ skin care တွေကတင်းတိတ်တွေပျောက်ပါတယ်လို့ပြောနေရင်ဘာပစ္စည်းတွေနဲ့ထုတ်လုပ်ထားတာလဲဘေးကင်းလုံခြုံစိတ်ချရမှုအတိုင်းတာဘယ်လောက်ထိရှိသလဲတင်းတိတ်တော့ပျောက်သွားတယ်ခန္ဓာကိုယ်ထဲမှာကင်ဆာဆိုတဲ့ယောဂါဆိုကြီးတွေကြောက်ခက်တွေပျက်စီးသွားတာမျိုးတွေအရေပြားကင်ဆာတွေဖြစ်ပြီးတော့မှတင်းတိတ်ပျောက်ပြီးသိချင်းဆုံးနဲ့တိမ်မဲ့ကိစ္စဆိုရင်လဲမှာလားလဲကြမှာလား ဒါကြောင့်မလို့ဒီကပြောနေတဲ့သူတွေရဲ့စကားတွေကိုမယုံမင်းနဲ့ကျမတို့လင်း skin care တွေ cosmetic တွေဘေးရင်ဆရာအင်ကြီးချုပ်ဆရာဒါရင်ဟာလင်းသူနဲ့သူနဲ့တဲ့ပြီမယ်ကိုနဲ့ကိုနဲ့တဲ့ကြမှာတဲ့တာဟာဘေးရင်သူဟောလို့မှန်နေမှန်နေမှန်နေကိုသွားဟောကြည့်ကိုနဲ့ကန်ဆက်လို့မှန်ကြမှာမှန်တာအင်ကြီးချုပ်ဆရာသူနဲ့ကောင်းနေကောင်းနေကောင်းနေကိုသွားချုပ်ကြည့်ကိုနဲ့ကောင်းကြမှာကောင်းတာ စကင်ကဲဒီလိုပဲသူ့အသားရည်နဲ့အဆင်ပြေပြီမဲ့ကိုယ်အသားရည်နဲ့အဆင်ပြေကြမှာပြေမှာအဲ့တော့အချင်းတူကာလာတို့အတွင်းမှာဖြူနှုတ်ဥဖွတ်သွားတယ်ဆိုရင်ဟာတွေကအလွန်အကျွံစတီရိုက်တွေပါတဲ့ cosmetic တွေ skin care တွေပဲဖြစ်တယ်။ကျမတို့ကဘာကျော်ဘယ် brand လာမှတင်းတိတ်ပြောက်ပြီးတော့မှမျက်နှာကိုတလာအတွင်းတပတ်အတွင်းကြည်လင်တောက်ပပြီးတော့မှနှဲ့ရည်ကန်နဲ့ချတယ်လို့ဖြစ်ပါတယ်လို့ ST Lauder ကလည်းမကြေညာဘူး။ ်လန်ကောင်းကလည်းမကြေညာဘူးကလင်းနစ်ကလည်းမကြေညာဘူးလော်ရယ်ရေဗလွန်ပညာကြီးဒီအောင်အကောင်လုံးဘယ်ဘယ်ကော့စမက်တစ်တွေဘယ်စကင်ကဲတွေအားမမကြေညာဘူးအဲ့ဒီချီးပေါ်သေးပေါ်ပြန်ကြဘရန်တွေကပဲပြောနေတာအဲ့တော့ဒီချီးပေါ်သေးပေါ်နဲ့ဒီပြန်ကြဘရန်တွေတိုးဆဘရန်တွေကို သုံးနေဆိုရင် သူ့နိုင်ငံမှာတော့မှဗျံကြပန်းမလို့ဘယ်သူမှမတုံးဆွဲနေတာဘူးကျမတို့နိုင်ငံမှာတံပိုးကြီးတစ်ခုကြီးနဲ့ပြီးပြီးတော့မှဝင်သုံးပြီးတော့မှယောဂါတွေကိုယူနေရမယ်ဆိုရင်ကျမတို့နိုင်ငံသားတွေအတွက်ဘယ်လောက်ရှင်နာစရာကောင်းလဲလောက်ပါစီးပွားရေးလုပ်လို့ရတယ်ဒါပေမဲ့ တာဝန်ယူတဲ့အာမခံနေဆိုတာဘာတွေနဲ့တာဝန်ယူတာလဲဘာတွေနဲ့အာမခံတာလဲဒီ brand ဟာဘယ်လောက်ထိပေါ့မြောက်အောင်မြင်နေတဲ့ brand လဲဘယ်နိုင်ငံတွေမှာ counter ရှိသလဲဒါဆိုရင်အရန်ကောင်းတဲ့ cosmetic အရန်ကောင်းတဲ့ skin care ဆိုရင်နိုင်ငံတိုင်းမှာ counter ရှိရမယ်လေဘယ်နိုင်ငံတွေမှာ counter ဖွင့်ပြီးရောင်းသလဲဘယ်နိုင်ငံတွေမှာအတိအမှတ်ပြုတ်ပြီးတော့မှတင်တွင်းခွင့်ရှိသလဲဘယ်နိုင်ငံတွေမှာအလွဲတကူနဲ့ မားကတ်ထဲမှာဝယ်ယူလို့ရတယ်ဒါရီနဲ့စဉ်းစားချင်းချိန်ကြီးဒါရီမဟုတ်ဘူးဆိုရင်ချီပေါ်တီပေါ်ပြန်ကြဗရမ်းမယ်ချီပေါ်တီပေါ်ပြန်ကြဗရမ်းမယ်အဲ့တော့ချီပေါ်တီပေါ်ပြန်ကြဗရမ်းကိုလွှင့်ရင်လှကျင်တော့လှလိမ့်မယ်ကြာလာရင်ဒီစတီရိုက်တရဲ့ဒဏ်ကြောင့်ယောဂါဆိုးတွေရလိမ့်မယ်ပတ်စံလဲတံပိုးကြီးလဲပေးရတယ်ယောဂါဆိုးတွေလဲရအောင်မယ်ဆိုရင်ကျမတို့ပြည်သူတွေလောက်နစ်နာတာရှိအောင်မလား ကျွန်တော်တို့အမျိုးသမီးတွေလောက်နစ်နာတာရှိအောင်မလားလိုင်းရလည်းအရင်ထစ်တယ်နော်ဒါကြောင့်မလို့အခုဖြစ်နေကြတယ်သူတင်ကိုတင်သူတင်ကိုတင်နဲ့ဖြစ်နေကြတယ်ဆိုတဲ့နေရာမှာအေထက်ဆိုင်ရင်ပစ္စည်းစစ်မှန်တာချင်းဒီကုမ္ပဏီတခုတည်းရပဲဆိုရင်တော့အေထက်ဆိုင်တော့ဘီကတော်တယ်ပေါ့ဈေးတွေအများကြီးထပြီးတော့မှရောင်းတယ်တတ်တာတော့ဈေးနဲ့ရောင်းတယ်အေးဒါပေမဲ့ အဲ့ဒီဘီရောင်းနေတဲ့ဈေးရလည်းမဟုတ်သေးဘူးဒီဟာဒီသူ့ဒီမှာပြန်ကြပါတဲ့ဒီလောက်ပဲတသိန်းလောက်ပဲတန်မိုးရှိတဲ့ဟာဆိုလို့ရှိလို့ရှိရင်တော့လေမဟုတ်သေးဘူးဒါဆိုရင်တသိန်းလောက်ပဲတန်မိုးရှိတဲ့ပစ္စည်းရဲ့ quality အရေးသွင်းဟာဘလို့ဖြစ်မလဲဆိုတာကိုစဉ်းစားရမယ်ဘယ်လောက်အာမခံချက်ရှိသလဲဘယ်လောက်တာဝန်ယူမှုတာဝန်ခံမှုရှိသလဲဘယ်နိုင်ငံတွေမှာကောင်တာရှိသလဲ ဘယ်နိုင်ငံတွေမှာအတိအမှတ်ပြုပြီးတော့မှရောင်းချတယ်လေဘယ်လိုလွယ်လွယ်ကူကူနဲ့ market ထဲမှာရှိနေတယ်လေအဲ့လိုမရှိနေဘဲနဲ့ဒီလိုမျိုးဆိုလို့ကတော့အလကားရရင်တော့ကျမတို့ကတော့မျက်နှာပေါ်မတင်ရဲဘူးအဲ့တော့ဘသူကအတုပါဘသူကအစ်စ်ပါနဲ့တခင်အားရကျွန်ဘာဝနော်တခါနဲ့အောင်ဆွဲနေတာလိုက်ပြီးတော့မှရန်နေလဲတွေ့မနေကြနဲ့ဖြစ်မနေကြနဲ့ အဲ့ဒီ line ရန်တွေ့ပြီးတော့မှဖြစ်နေတဲ့သူတွေဟာတကယ်သုံးဆွဲသူတွေမဟုတ်ဘူးတတ်တဲ့အောက်ကနေပြီးတော့မှဒေသိလားမဆိုင်ရဝါကမန်းနေနဲ့တခါတည်းကိုစွန့်ကျဲတဲ့ပေးစာကန်းစာတွေကိုမျောနေတဲ့ဟာတွေတကယ်သုံးဆွဲသူတွေမဟုတ်ဘူးအဲ့ဒီတော့ Google ခက်ကြီးထဲမှာအင်တာနက်ခက်ကြီးထဲမှာ Google ခောက်ကြည့်လိုက်တာ ਨੇ တိပါတယ်ဂလူးဂလူးခောက်ဆန်းမှာဒီပစ္စည်းဓာတ်ပုံကိုယူဘယ်နိုင်ငံဒီမှာတရားဝင်ရောင်းချလဲဒီပစ္စည်းရဲ့ဘေးကင်းလုံခြုံမှုကဘယ်လောက်ရှိလဲသူ့ရဲ့နိုင်ငံမှာမူရင်းတန်ဖိုးသူ့ရဲ့နိုင်ငံဈေးကွက်ရဲ့ market ထဲမှာဘယ်လောက်နဲ့ရောင်းတယ်လဲလို့ရှာကြည့်ကြည့်ဒါဆိုရင်ရှင်တို့အပြည့်မှန်တိလာလိမ့်မယ်ဒါဆိုရင်ရှင်တို့ကိုရောင်းနေတဲ့သူတွေကချစ်လို့ချစ်လို့ရောင်းပေးတာလားဆိုတော့အပြည့်ထွက်လာလိမ့်မယ်ကျွန်မဒီလောက်ပဲပြောမယ် okay ဟုတ်ပြီနော်ဟုတ်လား တကယ်ပဲဆိုရင်တော့ appreciate ပဲပေါ့မဟုတ်ဘူးဆိုရင်တော့ရှင်တို့အကြောင်းအဖြေတစ်ခုကိုသိလိမ့်မယ်ကျမပြောတာကျမမေးတဲ့မေးခွန်းနဲ့ပဲရှင်တို့တိုင်းတာပြီးတော့မှစဉ်းစားတလအတွင်းတပတ်အတွင်းပြောက်တယ်ဆိုတာ steroid တွေ over ပါလို့မလို့ steroid တွေအရန်ပါလို့မလို့ဓာတ်ပစ္စည်းတွေ chemical တွေအရန်ပါလို့မလို့ပျောက်တာတတ်တာ တကယ်ပဲသူတို့ရဲ့အပြစ်မှာအဲ့လိုလှနေသလားကိုရောင်းနဲ့တင်သွင်းတဲ့ပစ္စည်းเจ้าမလို့ဟာလှတယ်ဆိုလို့ရှိရင်ဒီအမျိုးသမီးတွေဒီရောင်းချသူတွေဟာလှနေရမယ်ဟုတ်လားပိန်စင်းရောင်းတဲ့သူကဝတ်တုတ်ကြီးဖြစ်နေလို့မရဘူးဟုတ်တယ်နော်အလှကုံရောင်းတဲ့သူကလည်းဝက်ဆန်ပလက်ပြင်းနဲ့တခါနဲ့ကိုအသားဖြူဟိုရုပ်ဆိုးကြီးဖြစ်နေလို့မရဘူးအသားဖြူရတယ်လို့ရောင်းတဲ့သူကလည်းအသားမဲတူးနေလို့မရဘူးဟုတ်လား no ဆိုတော့ အဲ့တော့ရောင်းနေတဲ့သူကိုယ်တိုင်ကဒီရဲ့အာနိသင်တွေကိုမရှိနေဘူးဆိုလို့ရှိရင် something wrong ပေါ့ဒီလိုလေးလဲစဉ်းစားကြအောင်တင်းကင်းတင်းကင်းကျမအမြဲတမ်းတင်းကင်းလို့ပြောတယ်ကျမကတော့မနေနိုင်လို့ consumer ဘက်ကနေပြီးတော့မှကျမတုံးသက်တာ consumer ကိုအဖြေရှာဖို့နီးလန်းပေးလိုက်တာအဖြေရှာကြည့်ဒီ debt ပုံနဲ့ Google မှာခောက်ကြည့်ကြည့်လိုက်သူ့တိုင်းပြည်မှာမူရင်းတန်ဖိုးဘယ်လောက်ရှိသလဲ အဖြေထွက်လာလိမ့်မယ်။ဘလို့ဘေးကင်းလုံခြုံမှုရှိတယ်လဲ။ဘယ်နိုင်ငံတွေမှာတင်သွင်းရောင်းချတယ်လဲ။ဘယ်နိုင်ငံတွေမှာကောင်တာတွေရှိလဲအလွယ်တကူဝယ်ယူလို့ရတယ်လဲ။အဲ့ဒါဆိုရင်အဖြေထွက်လာလိမ့်မယ်။ဟုတ်ပြီနော်။မညံ့ကြနဲ့။ဟုတ်ပြီလား။နော်။အဲ့ဒါကိုမှကိုယ့်အကူချစ်လို့ချစ်လို့ဝယ်လူချင်းဝယ်လူ၊ကြိုက်လို့ကြိုက်လို့ဝယ်လူချင်းဝယ်လူ၊သဘောကျလို့သဘောကျလို့ဝယ်လူချင်းဝယ်လူ။ တတ်တာလို့ပျောက်ကင်းလို့ဝယ်လူချင်းဝယ်လူပြီးတော့နောက်ဆက်တွဲကိုယ့်ရဲ့ဘေးဘက်ဇိုးဇိုးတွေကိုကိုယ့်ကိုခံရမှာမိမိပဲခံရမှာကျမတို့ခံရမှာမဟုတ်ဘူးကျမကတော့အဖြေမှန်ထွက်အောင်လို့အဖြေမှန်ရှာနီးကိုပြောပြလိုက်တာပြန်ကြပန်းလားကဘာကျော်ပန်းလားလို့အဖြေကွာကို ထုတ်ကြ Google ရှိတယ်နော်